ကလိုရီယိုအချီဘာရီရဲ့ free kick အကြောင်းကအရင်စပြောလိုက်ရမလားဒါမှမဟုတ်ရင်ဂန်ဒိုဂန်ရဲ့ man not the match ရသွားတဲ့အကြောင်းပြောလိုက်ရင်ကောင်းမလားဒါမှမဟုတ်ရင် Oscar Ball Chakio ဂိုးတွင်းတဲ့အကြောင်းပြောလိုက်ရင်ကောင်းမလား အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗူထက်ကြည့်ပါမန်စီတင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့မနေ့ကကန်သွားတဲ့ပွဲအကြောင်းကိုကျွန်တော်တို့ပြောလိုက်ကြရအောင်ဗျာလို့နော်အဲ့တော့ပြောစရာကြီးကတော့အများကြီးပဲဘာလို့လဲဆိုတော့69ကိုမရှိနဲ့နိုင်နိုင်ယူဗျာ69ကိုမရှိဆိုတော့ပြောစရာကြီးအများကြီးပဲအဲ့တော့အဲ့ဒီအမှကျွန်တော်တို့ကျွန်တော်ပြောခြင်းတဲ့အချက်ကလေးပဲကျွန်တော်ရွေးပြီးတော့ပြောမယ်ဗျာညီကိုတို့လည်းနားထောင်ခြင်းတယ်လို့ထင်တဲ့ညီကိုတို့လည်းဟိုပြောခြင်းတယ်ဆိုတော့အကြောင်းအရာလေးတွေကိုပဲကျွန်တော် ရွေးပြောမယ်ဗျာအဲ့တော့အမြင်တူတာလေးရှင်ကိုမမရှိမတူတာရှင်လည်းကိုမမရှိအဲ့တော့ကျွန်တော်ပစမအဦးဆုံးတစ်ချက်ပေါ့ဗျာကလော်ဒီယိုအီချီပါရီကောင်လေးကခြေစွမ်းခြေသာရှိရဲဆိုတာကျွန်တော်တို့အားလုံးသိပြီးသားပြီးခဲ့တဲ့ယာရီမှာကျွန်တော်တို့ပွဲထွက်ခွင့်မရခဲ့ဘူးဒါဇန်နဝါရီမှာရောက်လာခဲ့တယ်ပွဲထွက်ခွင့်မရခဲ့ဘူးအဲ့တော့ကျွန်တော်တို့စောင့်ဆိုင်းနေတာဟောအခုဒီနွေယာရီမှာဆိုလို့ရှိရင်လည်းဒါပြီးခဲ့တဲ့ပွဲကသူပွဲထွက်ခွင့်မရခဲ့ဘူးဒါပေမဲ့အခုဒါသူ့ရဲ့ပထမအဦးဆုံးပွဲထွက်ခွင့်ရတဲ့ပွဲခြေစွမ်းခြေစာလည်းကောင်းတယ်ကျွန်တော်တို့လည်းအများကြီးမျှော်လင့်ထားတာ ဒါပေမဲ့ဖြစ်ကျင်တော့ကျွန်တော်စိုးရင်တွားတာဒီကောင်ဒံရရမလို့ဖြစ်သွားတာဗျပထမပိုင်းမှာဒံရရမလို့ဖြစ်တော့ဟာသွားပြီးဆိုဒီအိုက်ရှိမှသူခြေစွမ်းပြထားတာရတော်တော်ကျွန်တော်သူ့ကိုစောင့်ကြည့်နေလို့လားသူ့ကိုပဲတတိထားမိကြည့်နေလို့လားမသိဘူးတကယ်ဘောလုံးအထိန်းတိန်းနေအထူးသဖြင့်ဒီနေရာချင်းချင်းလေးတွေမှာဘောလုံးလက္ခဏာတွေကအရင်ကောင်းတယ်ပြီးတော့ဘောလုံးနဲ့ဆွဲပြတာတွေလည်းတော်တော်ကောင်းတယ်အဲ့တော့ဒံရရတော့ဟာသွားပြီးလို့ငါကြည့်ချင်းနေရဒီကောင်ပထမအဦးဆုံးပွဲထွက်ခွင့်ရတဲ့ပွဲမှာမှာ ဒဏ်ရာရတော့မှာပဲဆိုပြီးတော့ကျွန်တော်တွေးနေဟာအဲ့ဒါနဲ့တွားပြီးကွာဆိုပြီးတော့ဒီကောင်လေ့ကျင့်ရည်ဒီကွင်းဘေးမှာကျောနည်းနည်းပါအပြေးလေးလေ့ကျင့်လိုက်တည်းရယ်လीဗျာအဲ့မှာကျွန်တော်ဟာတော်ပါလေးရယ်ဆိုတော့ဒီကောင်ပြန်ဝင်လာရယ်ပြန်ဝင်လာပြီးတော့မကြောက်ဘူးကျွန်တော်တို့ပြစ်ဒဏ်ဘောရရောဗျာပြစ်ဒဏ်ဘောရတော့ free kick ကဘာနာရူစေဘာနဲ့ဒီကောင်နဲ့နှစ်ယောက်တည်းရှင်ရန်ဘာနာရူစေဘာကံလာဒီကောင်ကံလာတော့မတည်ဘူးဗောကျွန်တော်တွေးနေဒီကောင်လေးပဲကံဖို့များတယ်လို့ဘာနာရူစေဘာ free kick တွေကံလေးကံတာမရှိဘူးဗောဆိုပြီးတော့ကျွန်တော်တွေးလိုက်တာ တကယ်အဲ့ကောင်လေးကံတော့ဟောပြီးတော့ဂိုးရွာဗျာဟော ဖောက်ရမ်းမိုက်တဲ့ဂိုးလေးပြလို့เนาะကျွန်တော်တော်တော်ကြီးကိုဘယ်လိုပြောလဲအဲ့တော့ထတော်ခေါ်ရဟာဆိုဂိုးဆိုပြကျွန်တော်អော်လိုက်တာတော်တော်ကိုမိုက်တယ်ပြလို့ ichi bari လုံးဝ free kick အမှဒရင်းစာရှင်းလင်းပွဲပြီးမှ Guardiola ဘာကြောင့်ဒီကောင်လေးဂိုးတွင်းနိုင်လဲဆိုတာကိုပြန်ပြီးတော့ဖောက်တယ်ချထားတယ်။ဘာလဲဆိုတော့ကောင်လေးရတယ်ဒါပြီးခဲ့တဲ့ဇန်နဝါရီလေးကရောက်လာတယ်။အဲ့တော့ဒါအတင်းလိုက် လေ့ကျင့်ရင်ဆိုတာရှိရဗျ Guardiola တို့ကဘာလို့အကုန်လေ့ကျင့်ရင်ခွင့်ရှိရမနေ့ဆိုလာညနေဆိုပြန်လေ့ကျင့်ရင်နေ့တိုင်းလေ့ကျင့်ရတယ် ဒါပေမဲ့ဒီကောင်လေးကသူများရဲ့ပြန်တဲ့ချိန်မှာမပြန်ဘူး။ဘာလုပ်လဲဆိုတော့ free kick legend နဲ့တဲ့။ဒါကြောင့်မဲ့ဒီလို goal တွင်းနိုင်တာဆိုပြီးပြောထားတယ်။အဲ့တော့ Guardiola အထွန်းတက်ပြီးတော့ပြောတယ်။ "तू ကဒီလို legend လို့ goal တွင်းနိုင်တာ။ legend တဲ့လူ goal တွင်းမယ်။ legend တဲ့လူကတော့ goal မတွင်းနိုင်ဘူးပေါ့ဗျာ။ဆိုပြီးတော့ goal မတွင်းနိုင်တဲ့လူတွေပါ"လေကုမတွင်းနိုင်တဲ့လူလေးဟိုဘာလဲလေ့ကျင့်ခန်းကောင်းကောင်းတရားမလုပ်တဲ့လူတွေကိုပါစောင့်ပြောထားတယ်လို့ဖြစ်တည်တယ်ဗျာ။ဒါတော့အချီပါလီကအဲ့ဒါကြောင့်ဂိုးတွင်းနိုင်ဆိုတော့ကောင်းလေးဒီစူးစမ်းတယ်ကျွန်တော်တို့မန်စီတင်အတွက်အနာဂတ်မှာတကယ်ကိုအားထားရတဲ့ ဒါကစားရမတယောက်ဖြစ်လာမယ်ဆိုတာလုံးဝသိကြတယ်ဒါပေမဲ့ကန်ဆိုးစာနဲ့ပဲပထမပိုင်းပြီးတော့လူစားလိုက်တယ်ဒရင်စာရှင်းလင်းပွဲမှာထပ်ပြောထားသေးတယ်ကောင်လေးကဒန်ချီချင်းဝင်းမှာဒန်ရရတာပြောမယ်ဆိုအရင်မစွန့်စားခြင်းလို့ဟိုလူစားလိုက်လိုက်တယ်ဆိုပြီးတော့ပြောသွားတယ်ထားလိုက်တော့ Ichiba တော်တော်ကောင်းတယ်ဒန်ရလည်းအရင်မကြည့်ဘူးအနည်းဆုံးတော့သူကန်ထွားနိုင်တယ်ဆိုတော့ကျွန်တော်အလွန်ဆုံးနားတပတ်နှစ်ပတ်ပြီးရင်တော့သူပြန်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နောက်ထပ်ဒါပြောစရာတစ်ခုရှိတာက Rodri ပေါ့ဗျာ Rodri ကကျွန်တော်မိနစ်60လောက်မှာပြန်ဝင်လာတယ်အဲ့တော့ ရိုဒီမူဝင်လာခင်မှာကျွန်တော်ဒါရိုဒီအကြောင်းပြောရင်းနဲ့တစ်ဆက်ထဲမှာပြောရမှာကျွန်တော်ဒါအလွတ်တဲကန်ဘောရီအကြောင်းပေါ့နော်အဲ့တော့ကျွန်တော်ရိုဒီပြန်ရိုဒီမူဝင်ခင်မှာကျွန်တော်မန်စီတင်က၃ဂိုးပြတ်နဲ့နိုင်နေတယ်ဒါပေမဲ့အဲ့၃ဂိုးလုံးကအာဘယ်လိုပြောရမလဲမန်စီတင်ရဲ့ open play ကနေရတာမဟုတ်ပထမတစ်ခုဂန်ဒိုကန်ဒါတောင်းကန်ဘောကတင်ပစ်လိုက်တာဂန်ဒိုကန်စီကြတယ်အဲ့ဂန်ဒိုကန်ကဒါဟာလန်ကိုကောင်းတိုက်ဖို့မပေးလိုက်တာဒါပေမဲ့တူရဲ့ဘောလုံးကဂိုးတွေဝင်သွားတယ်ဗျာဘယ်လိုပဲဝင်ဝင်ဂိုးကဂိုးပဲညာဒါဆိုရင် ဟိုဘယ်လိုပြောရမလဲ open play ကနေရတာမဟုတ်ဘူးဗျတောင်းငံဘွားကနေတစင်းရသွားတဲ့ goal လို့ကျွန်တော်ပြောလို့ရတယ်ဗျဒုတိယတကူ ichibari ကန်တာ free kick ဒါလည်း open play ကမဟုတ်ဘူးဗျကျွန်တော် free kick ကဝင်သွားတဲ့ goal နောက်ဆုံးတစ်လုံးကျွန်တော်တို့ဒါတတိယမြောက် goal ပေါ့နော် haaland penalty ကနေတွင်းတာအဲ၃ goal လုံးကကျွန်တော် open play ကမဟုတ်ဘူးပြောမှဆိုကစားကွက်နဲ့ကစားကွက်ကနေပြီးတော့ရတဲ့ goal မဟုတ်ဘူးအဲ့တော့ Rodri ဝင်လာတယ် Rodri ဝင်လာတော့မှကျွန်တော်တို့ Man City ကဒါကစားပုံကပြန်ပြီးတော့စီးမိပြီးတော့ကစားအုပ်ကတည်းကနေပြီးတော့ဂိုးတွေရတာအဲ့တော့ ပြောစရာနှစ်ပိုင်းရှိရပါတော့เนาะအဲ့တော့ကျွန်တော်တို့မန်စီတင်းကရိုဒရီမပါတဲ့အချိန်မှဆိုရင်ကစားကွက်ကနေပြီးတော့ဂိုးရပွားအင်မတန်အမနန်ကိုခက်ခဲနေတာကိုကျွန်တော်မြင်တွေ့ရတယ်အဲ့တော့ရိုဒရီပါတော့ကစားကွက်ကနေဂိုးရတယ်ဒုတိယတစ်ပိုင်းကျွန်တော်မန်စီတင်းကဆက်ပီးစ်ကနေပြီးတော့ကျွန်တော်တို့ဆက်ပီးစ်ပေါ့နော်ကျွန်တော်ဘယ်လိုခေါ်မလဲတော့မသိဘူးကျွန်တော်မြန်မာလိုခေါ်တော့အလွတ်တယ်ကန်ပေါ့ဗောနော်ပြောရမယ်ဆိုဒါတောင်းကန်ဘောတို့ပြီးလို့ရှိရင် free kick တို့ဒါမျိုးတွေပေါ့ဗျာအဲ့အဲ့ရနေပြီးတော့ဂိုးတွေရလာပြီအဲ့ဒါဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်နီးပြတ်အစ်ထဲမှာ ဒါနီးပြအဖွဲ့ဝင်တွေထဲမှာဒီ set pieces ကိုအထူးကျင့်ဖို့လှုပ်ထားတဲ့နီးပြတယောက်ပါတယ်ဗျာအဲ့တော့အဲ့နီးပြရဲ့ train ပေးမှုကြောင့်ကျွန်တော်မန်စီတင်ရတဲ့ဂိုးတွေကဒီလိုမျိုးအလွတ်တကယ်ဘောရီယာနေပြီးရတာအဲ့တော့မန်စီတင်ဒီကစားကွက်မကောင်းနေချိန်မှာတောင်ဂိုးရဖို့အတွက်ဒါမျှော်လင့်လို့ရပြီဆိုတဲ့တဘောပဲဗျာ ကစားကွက်ကောင်းဒီဖြစ်စေမကောင်းဒီဖြစ်စေအလွတ်တကံဘောရှိလို့ရှင်ကျွန်တော်မန်စီတင်ဂိုးရဖို့မျှော်လင့်နိုင်ပြီဆိုတဲ့အချက်ပဲဗျအဲ့တော့ရူရီပါလာပြီဆိုတော့ကျွန်တော်ကစားပုံကောင်းတယ်ရူရီမပါတဲ့အချိန်မှာလည်းကျွန်တော်မန်စီတင်ဂိုးရဖို့ခွင့်လန်းနေများလာပြီလို့ပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်အတင်းတာဝန်ရှိသူတွေကျေးဇူးတင်ရမှာအဲ့တော့အဲ့ဒါတပိုင်းပေါ့နော်ရူရီပါလာရဲ့တစ်ချက်ပိုင်းနဲ့ကျွန်တော်မန်စီတင်အလွတ်တကံဘောရရနေဂိုးရစင်ရလာဆိုတဲ့အကြောင်းပေါ့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒါလူငယ်ကစားသမားတွေတော်တော်ကိုခြေစွမ်းပြလာတာဗျ ထားတော့ဂန်ဒူဂန်တော့အတက်ကြီးပိုင်းဆိုတော့ဒါသူ့ရဲ့အသွေးကြုံတွေနဲ့ဂိုးတွေသွင်းပြီးတော့ဆိုတော့သူ့ကြောင်းတော့မပြောတော့ဘူးဗျာဒါကျွန်တော်တို့မန်စီးတင်းတွက်ကတော့ဒါဂန်ဒူဂန်ဘလောက်ရေးပါလဲဆိုတော့ကျွန်တော်တို့သိတယ်ပြီးခဲ့ရာတွေကတော့ဒါရူဒီဒန်ရတော့ခြေစမ်းတူတိတ်မပြနိုင်ပြီမဲ့အခုဒီယာရီမှာရောအဲ့ဖလာတောင်းလို့ရတဲ့ယာရီမှာရောကျွန်တော်တို့မန်စီးတင်းရဲ့ဒါအဓိကကစားသမားဖြစ်ရက်ဒီကရာဆိုတော့ဂန်ဒူဂန်ကြောင်းကျွန်တော်မပြောတော့ဘူးအဲ့တော့နောက်တစ်ခုလူငယ်ကစားသမားလေးပေါ့နော်အော့စကာဘောလာပြီးလို့ရှိရင်ကျွန်တော်ချက်ကီလာဒါမျိုးတွေဗျာနော်အဲ့တော့ အော်စကာပေါ့တွင်းထွားတဲ့အလုံးဆိုလို့ရှိရင်လည်းဒါတောင်မန်းနေဒီပြောမှဆိုဒီအလယ်ကိုပြန်ပေးတယ်ပြီးတော့အလယ်ကနေသူ့ပြန်ထိုးပေးတယ်လုံးဆိုတစ်ချက်ထိပ်ပြီးတော့ထည့်လိုက်တယ်ဂိုးတွေကိုကွက်တိပဲဒါတော့ငါဟိုထားလိုက်တော့အဲ့မပြောတော့ချက်ကီချက်ကီဆိုလို့ရှိရင်တော့ဘောလုံးအမြင်ဘလောက်တွင်းထွားတဲ့ဂိုးကဘလောက်တောင်ဒါသူ့ရဲ့နစ်စနစ်ကျွမ်းကျင်မှုပြတ်တနေလဲဆိုလို့ရှိရင်ဂန်ဒိုဂန်နေပြီးတော့သူ့ဘောလုံး back ဆိုပေးလိုက်တယ်ဗျာဒါထားတော့တစ်ဖက်တည်းကဂိုးကနေပြီးတော့ကျွန်တော် ဘောလုံးပေးမှပြီးတော့ကျွန်တော်မန်စီးတင်ရတယ်ဂန်ဒိုကန်စီရောက်တယ်ဂန်ဒိုကန်ဘက်ဆိုချက်ကီကိုပေးရတယ်ချက်ကီကကျွန်တော်တို့ဒါပြိုင်ဘက်ဂိုးဘက်ကိုကြောပေးထားတာအဲ့တော့ तू တစ်ချက်ကြည့်လိုက်တယ်ဟာလန်တူးနောက်မောက်ဆိုတာကိုတည်တယ်အဲ့တော့ဟာလန်စီကို तू ဘောလုံးပေးလို့ရတယ် तू ထိမ့်ပြီးတော့ဘောလုံးပေးလို့ရတယ် तू မပေးဘူးဒါလေးခွပေးလိုက်တယ်ခွပေးပြီးတော့ဟာလန်လည်းပြောမယ်ဆိုပြိုင်ဘက်ကိုကြောပေးထားတယ်ဆိုတာတည်တယ်အဲ့တော့ဟာလန်စီကနေ तू ဘောလုံးလက်ခံဖို့ပြင်တယ် အဲ့တော့ဟာလန်လည်းထိုးပြီးလည်းဒိန်းဆိုကန်လိုက်တယ်ဗျာကျွန်တော်ပြောရတာကြာနေရအဲ့ဒါစက္ကန့်ပိုင်းလေးအတွင်းမှာပဲကျွန်တော်တို့တကူရသွားတာဗျာဂန်ဒူဂန်ပေးတယ်သူကဘတ်ဆိုခွာပေးလိုက်တယ်ဟာလန်စီကွက်ဆိုရောက်တယ်ပြိုင်ဘက်ကကြောင်သွားတယ်သူစီဘောလုံးရမယ်မှတ်လိုက်တာအဲ့ပြီးတော့သူကဒီပြေးလန့်ဒီနေရာယူတယ်ဟာလန်ထိုးပြီးအလုံးဒိန်းကနေကန်လိုက်တယ်ဂိုးရော ဆောက်ရဲမိုက်တဲ့ဂူရလို့เนาะအဲ့တော့ပြန်ဘက်ကဒါအာရှတင်းကဖြစ်တယ်ဆိုပေမဲ့ဒီလိုဂိုးမျိုးတွေမြင်ရဘူးကကြတော့မလွယ်ဘူးဗျာဘယ်တင်းနဲ့ပဲတွေ့တယ်ဒီလိုအစင်တန်းရှိတဲ့ဂိုးတွေမြင်ရဘူးကမလွယ်ဘူးအဲ့တော့ချက်ကီအတွက်လည်းယုံကြည်မှုတစ်ခုရှိသွားတယ်လို့ကျွန်တော်တို့ဒါမန်စီးတင်းအတွက်လည်းချက်ကီကဒါကစားကွက်မှာအန်ဝင်လိုက်ဆိုတဲ့အချက်အတွက်ဝန်တာစရာကိစ္စပဲပေါ့เนาะအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့မန်စီးတင်းက6-9ဆိုတဲ့ကိုရလက်နဲ့အနိုင်ယူသွားရင်လည်းကျွန်တော်မန်စီးတင်းကတော့ဒါကလပ်ဝေါ်ကတ်16တင်းစင်းရှုံးတွက်ကိုတက်ရောက်သွားခဲ့ပြီ ဲ့တော့ Juventus တင်းနဲ့နောက်ဆုံးအုပ်စုဘူဘူးဖြစ်မလဲဆိုတော့ကျွန်တော်ကန်ရတော့မယ်။အဲ့တော့အုပ်စုဘူဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Real Madrid နဲ့ကို Real Madrid နဲ့ပွဲကိုရှောင်လွှဲနိုင်တယ်။အုပ်စုဒုတိယဆိုရင်တော့ Real Madrid နဲ့တွေ့ရဖို့များတယ်များနေရပေါ့နော်။အဲ့တော့ဒါ Real Madrid နဲ့မတွေ့ရတွေ့အောင်ဒါမတွေ့အောင်ပေါ့နော်။စူးစမ်းရမယ်ပွဲလိုပဲတွန်းတက်ချင်တယ်။နှစ်တင်းစလုံးကတော့ကျွန်တော်နောက်တစ်ဆင့်ကိုတက်သွားပြီလို့ပြောလို့ရတယ်။အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်နောက်တစ်ပွဲကတော့လိုပါသေးတယ်။အဲ့တော့ဘာဖြစ်ဖြစ်ဒီနေ့6-9အတွက်ဒီ group ဘယ်လိုမြင်လဲဘယ်လိုချီးကျူးကြည့်လဲ ကိုမမတစ်ချက်လောက်ရိုက်ခဲ့ပေးကြပါအောင်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုသဘောကျရဆိုရင်လည်း subscribe လေးလုပ်ခဲ့ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်